ိုရီးယားကိုကြောင်းလာတက်ချင်တယ်ဘလို့ကြိုတင်ပြင်ဆင်ရမလဲဆိုရဲအကြောင်းအရာတွေကိုမသိဘူးဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ကျွန်တော်တို့ဒီကြောင်းရှာဖို့အတွက်ဘယ်လိုစပြင်ဆင်ရမလဲဆိုရဲအပိုင်းနဲ့ကျွန်တော်တို့ agency ဘယ်လိုရွေးရမလဲဆိုရဲအပိုင်းလေးကိုကျွန်တော်ကဒီဗီဒီယိုလေးမှာဟိုအကျဉ်းချုပ်လေး share လုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ ongoing journey ပြည်လျက်နေပြီးတော့မှအားလုံးကိုချူဆိုလိုက်ပါတယ်ဟိုအဲ့ဒီတော့ကိုကဒီကြောင်းရှာဖို့အတွက် ဟိုလုံးဝမသိသေးဘူးဘယ်ရောက်ဆောင်မလဲမသိသေးဘူးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဟိုကျွန်တော်အနေနဲ့ပထမဆုံးအကြံပေးရမယ်ဆိုလို့ရှိရင်ဟို agency အတတာမဟုတ်ဖ ೇನೆ ပေါ့နော်အဲ့လို agency ကိုသွားပြီးတော့မှကိုယ့်ရဲ့အတန်ဟိုကိုယ့်ရဲ့ဆယ်တန်းအမှတ်ဘယ်လောက်ရှိရဲဆိုတဲ့အပေါ်မူတည်ပြီးတော့မှဘယ်ကြောင်းဘယ်ကြောင်းညီကိုရှောက်လို့ရမလဲဆိုတဲ့ပုံစံမျိုးနဲ့ agency ကိုတစ်ချက်အရင်သွားမေးစေချင်ပါတယ်။အခုလက်ရှိအနေအထားမှာဆိုလို့ရှိရင်လေ agency တွေကဟို agency အတားမဟုတ်ဘဲနဲ့အဲ့လိုလာမေးတယ်ဆိုတာနဲ့ကိုတို့ဒီလိုအကြံဉာဏ် ဟိုပြောပြပေးရပေါ့နော်အပြင်မှာသွားမေးတာမျိုးမဟုတ်ဘဲနဲ့တချို့ agency တွေဆိုလို့ရှိရင်သူတို့ရဲ့ page ကနေပဲမေးရုံနဲ့ဖြည့်ပေးတဲ့ပုံစံမျိုးတွေလည်းရှိရပေါ့နော်ဟောအဲ့လိုဆိုတော့နေရအကြောင်းကြောင်းလိုက်ဆိုလို့ရှိရင်လေမေးလို့ရတယ်အဲ့လိုဆိုတော့ဒါတော်တော်လေးအဆင်ပြေရပေါ့နော်ဒါကအကောင်ဆုံးဟိုအယိုးရှင်းဆုံးနဲ့အကောင်ဆုံးကတော့ဒီ page ကနေတစ်ဆက်ဟိုတစ်ချက်အရင်သွားမေးကြည့်ပေါ့နော်ဒါကနံပါတ်1အချက်ဟိုနံပါတ်2အချက်ကတော့ကျွန်တော် agency ဘယ်လိုရွေးရမလဲ ကျွန်တော်တို့ကတော့ကျွန်တော်ဘယ်လိုရွေးခဲ့လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်တစ်ချက်ပြောပြပေးပါမယ်။ဟိုကျွန်တော်တို့ကဆိုလို့ရှိရင်ဟိုကျွန်တော်အသက်က25နှစ်ဒီကိုရီးယားကိုလာဖို့စတင်ပြင်ဆင်တဲ့အချိန်မှာကျွန်တော်အသက်က25နှစ်ကျွန်တော်ရဲ့ဆယ်ရန်အမှတ်ဆိုလို့ရှိရင်လည်းအရင်ကကောင်းတဲ့အထက်မပါဘူးပေါ့နော်။ဆယ်ရန်အမှတ်300ကျော်လေးပဲရတယ်။300ကိုမနည်းနည်းပဲကျော်ရဲပေါ့နော်။နည်းနည်းပဲကျော်ရဲဆိုတာ330ကျော်လာမသိဘူး။အဲ့လောက်ပဲရတယ်။ဟိုအဲ့လောက်ဟိုအသက်25နှစ်ဆယ်ရန်အမှတ်အဲ့လို300ကျော်အနေထားတစ်ခုမှာဘယ်ကြောင်းမျိုးရှောက်လို့ရမလဲဆိုရဲ့ အပိုင်းကျွန်တော်မသိဘူးဗျာကျွန်တော်မသိတော့အရင်ဆုံးကျွန်တော်ဘာလုပ်လဲဆိုတော့ agency ကိုတွားကြည့်ရယ် agency အဲ့ဒီတုန်းကကျွန်တော်နှစ်ခုသုံးခုကိုတွားခဲ့ရေပေါ့နော်တွားခဲ့ပြီးတော့မှကျွန်တော်ရဲ့အခြေအနေရဒီလိုအခြေအနေရှိရယ်ဟိုကျွန်တော်ဘယ်ကြောင်းတွေကိုရှောက်လို့ရမလဲပြီးတော့ဟိုဘယ် intake ကိုတွားရင်မိမလဲပေါ့နော်အဲ့ဒီတုန်းကဆိုလို့ရှိရင်ကိုကဘာမှမသိဘူးလုံးဝမသိရအနေထားတစ်ခုနဲ့တွားခဲ့တာတွားပြီးတော့မှမေးခဲ့တာဖြစ်တဲ့အတွက်ဟိုအနေနဲ့များတော့တိလာခဲ့ရေပေါ့နော်တိလာခဲ့ရယ်ဒါပေမဲ့ဟိုတချို့ agency တွေကအာကို့အပေါ်မှာ ဟိုဘယ်လိုပြောရမလဲဘလော့တိကဲလို့ပေးလဲသူတို့ရှိသွားတဲ့အခါမှာဘလော့တိကဲလို့ပေးလဲဘလော့တိယူဆိုင်ပြီးတော့မှရှင်းပြပေးလဲသူတို့ပုံစံတွေကဘယ်လိုရှိလဲဆိုရဲအပိုင်းပေါ့နော်ဟိုအဲ့လိုကြီးကျွန်တော်အနေနဲ့ choice လုပ်ခဲ့တယ်နောက်တစ်ခုကကျွန်တော်အရင်စီလုံးကမအပ်သေးဘူးနော်ဘယ်အရင်စီကမှအရင်စီလုံးကမအပ်သေးဘူးဒါပေမဲ့ဟိုလူတွေ့လဲသွားတယ်လို့ဟိုနောက်ရက်တွေမှာလည်းကိုစီးသိကျင်တာလေးကို Viber တော့လကောင်ပုံဆက်ပြီးတော့လကောင်မေးတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေမှာတချို့အရင်စီတွေကဟိုအလုံများတာအလုံများတဲ့အတွက်ကြောင့်မို့ ကိုစာပြင်စာပြန်ဖြေမပေးနိုင်ဘူးသိရမလားဟိုဘိုက်ဘာနေလဲစာပြန်မဖြေပေးနိုင်ဘူးဖုန်းဆက်တာလည်းဖုန်းမကင်ဘူးဆိုရဲအေဂျင်စီမျိုးတွေရှိတယ်။โอเคအဲ့လိုအေဂျင်စီဆိုရင်တော့ဟိုကိုမ choice မလုပ်ဘူးပေါ့နော်။ဒါကဟိုတမျိုးပေါ့။နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကျွန်တော်တို့ဒီ group တွေမှာလည်းမေးလို့ရတယ်ဟုတ်တယ်မလား။ group တွေမှာလည်းကိုယ့်အသက်ကဒီလောက်တလောက်ဖြစ်နေတယ် ဟိုအဲ့လိုဆိုတော့ဘယ်ကြောင့်နေတက်လို့ရမလဲဆိုတာကိုကိုအနေနဲ့မေးလို့ရတယ်။ဒါပါတော့ကိုကအဲ့လိုကြီးမေးလိုက်လို့ဖြစ်စီအဲ့လိုမဟုတ်ဆိုလို့ရှိရင်လည်းကိုတက်ရှင်တဲ့အကြောင်းရှိလို့ဖြစ်စီအကြောင်းရှိပြီးသားဆိုလို့ရှိရင်တော့ဟိုဘာလုပ်ရမလဲဆိုတော့ဒီအကြောင်းကိုဘယ်အေဂျင်စီကလျှောက်ပေးရင်ပိုအဆင်ပြေလဲဆိုတဲ့အနေအထားကိုရွေးရပါမယ်။ဟိုအဲ့ဒါဘာလုပ်လဲဆိုတော့ဒီကိုရီးယားမှာဆိုလို့ရှိရင်တို့ပါပေါ့နော်ဒီအကြောင်းနဲ့ချိတ်ဆက်ထားတဲ့အေဂျင်စီကနေပြီးတော့မှအကြောင်းလျှောက်ပေးတော့မှပဲလက်ခံတယ်ဆိုတဲ့အကြောင်းမျိုးတွေရှိပါတယ် ဒါကဟိုကျွန်တော်ကိုယ်တိုင်လည်းကြားဘူးတလို့ကြုံတွေ့ဘူးလေပေါ့နော်အဲ့ဒါမို့လို့ပါအာအဲ့လိုဆိုတော့ဟိုကိုရှောက်ချင်တဲ့အကြောင်းကိုသိကြဆိုလို့ရှိရင်တော့အဲ့ဒီအကြောင်းကိုရှောက်ပေးတဲ့ agency ကြီးတို့တခါတလေမှလည်း agency တစ်ခုတည်းရှောက်ပေးတာရှိတယ်တခါတလေမှလည်း agency နှစ်ခုသုံးခုကနေပြီးတော့မှအဲ့ဒီအကြောင်းကိုရှောက်ပေးတာရှိတာဖြစ်တဲ့အတွက်ဟိုဒီအကြောင်းကိုပဲရှောက်ပေးတဲ့ agency နဲ့ပဲအပ်ပါလို့ကျွန်တော်အနေနဲ့အကြံပေးပါတယ်ဟိုအဲ့ဒါမို့လို့ကျွန်တော်ပထမဆုံးပြောချင်တာက agency ကိုပထမဆုံးမအပ်ပါနဲ့အရင်ဆုံးကိုတက်ချင်တဲ့အကြောင်းကြီး ဟိုကိုသွားကျင်တဲ့အကြောင်းတွေကိုအရင်ရှာကြည့်ပြီးတော့မှအရင်စီအပ်ပါပေါ့နော်ဒါကအကြောင်းယူချက်တဲ့အပိုင်းနဲ့အရင်စီယူချက်တဲ့အပိုင်းပေါ့ဒါပေမဲ့တခုရှိတာကဟိုကိုအသက်ကလည်းကြီးနေပြီတည်ရမလားကိုအသက်ကလည်းကြီးနေပြီဟိုဆယ်တန်းမှတ်ကလည်းတိတ်မကောင်းဘူးအကြောင်းရွေးချယ်စရာအများကြီးမရှိဘူးဆိုရင်တော့လေဟိုအေဂျင်စီတွေအရင်သွားတိုင်ပင်ပြီးတော့မှအကြောင်း list တစ်ချက်အရင်ရှာကြည့်ပေါ့နော်အကြောင်း list တစ်ချက်ရှာကြည့်ပြီးတော့မှဒီသူတို့ထုတ်ပေးတဲ့ list တွေအရာဘယ်ကြောင်းဘယ်ကြောင်းနေရ ranking ကောင်းလဲ န်ယောဒီမှာရှာကြည့်လို့ရတယ် AI နေလည်းမေးလို့ရတယ်အဲအဲ့လို AI ကိုမေးကြည့်ပေါ့ဟိုကျွန်တော် agency အခုကျွန်တော်လာခဲ့တဲ့ agency ကနေပြီးတော့မှကျွန်တော်ကို sharing လုပ်ပေးတဲ့ပုံစံအရာကတော့သူတို့ဘယ်လိုလုပ်ပေးလဲဆိုတော့ဒါကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုတာကသူတို့ကျွန်တော်တို့ပုံမှန်လင်းပြောပြတယ်ဟိုကျွန်တော်ပထမဆုံးရှာရှင်တဲ့အကြောင်းတစ်ကြောင်းဆိုလို့ရှိရင်တိတ်ပြီး ranking မကောင်းဘူးပေါ့နော်ပြီးတော့အကြောင်းလားဆိုလို့ရှိရင်လည်း6လသာပဲတွင်းလို့ရတယ်အာသူတို့ဟိုဘယ်လိုမျိုးလဲဆိုတော့ဒီကိုရမှာဆိုလို့ရှိရင်ဒီအကြောင်းတွေရဲ့ ranking က အလိုပေါ့နော်ပထမတန်းစားဒုတိယတန်းစားတတိယတန်းစားဆိုပြီးတော့မှအလိုအတန်းစားလေးတွေရှိရယ်ဟိုလုံးဝပထမတန်းစားဆိုတာကကြာတော့ကျွန်တော်တို့အသက်ငယ်မယ်ဆယ်ရက်အမှတ်၄၀၅၀လောက်ရှိရယ်ဆိုလို့ရှိရင်တော့ဒီပထမတန်းစားအကြောင်းလေးကိုကျွန်တော်တို့သွားရှောက်လို့ရတယ်ဒါပေမဲ့ကို့အသက်ကနည်းနည်းကြီးနေပြီဆယ်ရက်အမှတ်ကလည်းတိတ်မကောင်းဘူးဆိုလို့ရှိရင်တော့ဒုတိယတန်းစားအကြောင်းလိုမျိုးကိုရှောက်တာကပိုကောင်းတယ်ပေါ့နော်အခုဟိုကျွန်တော်ဆိုလို့ရှိရင်လေဒီဒုတိယတန်းစားအကြောင်းအနေနဲ့ရှောက်ပြီးတော့မှလာခဲ့တာဖြစ်တယ်အခုတည်းကတော့ဒီ ကျွန်တော် agency ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကြောင်းမှလည်းတက်ကြတာအဆင်ပြေတယ်ပေါ့နော်အာနောက်တစ်ခုက agency ရွေးချယ်တဲ့အခါမှာဘာကိုသတိထားရမလဲဆိုတော့ဒီ agency ကအကြောင်းဘယ်နှကြောင်းကိုလျှောက်ပေးရလဲပေါ့နော်အကြောင်းဘယ်နှကြောင်းလျှောက်ပေးရလဲနှစ်ကြောင်းလားသုံးကြောင်းလားဟိုကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်တော့ဘယ် agency မှာပဲလျှောက်လျှောက်အကြောင်းတစ်ကြောင်းနဲ့ကိုတော့မလျှောက်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကိုကအကြောင်းကောင်းကောင်းတစ်ကြောင်းကိုလည်းလျှောက်ချင်တယ်ဒါပေမဲ့အဲ့ဒီအကြောင်းကဝင်ဝင်မသေးကြဘူးဆိုလို့ရှိရင်နောက်ထပ်အရန်အကြောင်းတစ်ကြောင်းလိုမျိုးကိုလျှောက်ထားတာကပို့ပြီးတော့မှကို့အတွက် safe ဖြစ်တယ်ပေါ့နော် ါကဟိုကျွန်တော်အနေနဲ့အကြံပေးရပါဒါပေမဲ့ agency ဘက်ကကြတော့လေကျောင်းနှစ်ကျောင်းအထီးကတော့တချို့တချို့ agency တွေက free လျှောက်ပေးတယ်ဒါပေမဲ့သုံးကျောင်းလျှောက်မယ်ဆိုလို့ရှိရင်ပတ်စံထပ်ပေးရတာမျိုးရှိတယ်ဒါကတော့ဒီ agency တစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့အတွက်သူတို့ရဲ့ move ပေါ်မှာမူတည်ပြီးတော့မှဟိုအနေနဲ့အများကွဲပြားသွားမှာပေါ့နော်အနောက်တစ်ခုကကြတော့ကျွန်တော်တို့ agency fee ပါ agency fee ကိုကျွန်တော်တို့လာတော့ကဆိုရင်တော့ဒေါ်လာ600 900ပဲသွင်းရတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိကျွန်တော်သိရတဲ့လောက်တော့ဒေါ်လာ800 800 အလောက်အနေထားဖြစ်နေပြီလို့သိရတယ်အဓိကပြောချင်တာကဘာလဲဆိုတော့ agency ဖြစ်သွင်းတဲ့အခါမှာတချို့ agency တွေကဒေါ်လာအကြမ်းမြင့်ဒေါ်လာ100ပဲထားပါတော့ဒေါ်လာ100ဆိုလို့ရှိရင်တစ်ဝက်ဖြစ်တဲ့ဒေါ်လာ400ကိုတော့ဘိုဟိုဘန်ပေါက်ဈေးနဲ့သွင်းပေးရမယ်နောက်ထပ်ဒေါ်လာ400ကိုတော့ပြင်ပပေါက်ဈေးပေါ့နော်အခုလက်ရှိဈေးကွက်ထဲမှာပေါက်တဲ့ဈေးနဲ့သွင်းပေးရမယ်ဆိုပြီးတော့မှတတ်မှတ်ထားတာမျိုးရှိရယ်ဒါပေမဲ့တချို့ agency ကကြတော့ဒေါ်လာ100စလုံးကိုပြင်ပပေါက်ဈေးလက်ရှိပေါက်ဈေးနဲ့ပဲသွင်းရမယ်ဆိုတဲ့ပုံစံနဲ့ပြောရရင်လည်းရှိတယ် အဲ့လိုဆိုတော့ဒီအကြောင်းအရာတွေက ပြောရမယ်ဆိုလို့ရှိရင် agency မအပ်ခင်ကတည်းကစကို agency ကိုတွားမေးတဲ့ agency ကိုပုံလင်းလင်းမေးတင်တယ်ပေါ့နော်။အကြောင်းမနဲ့အကြောင်းချက်ပေးမှလည်း agency fee ဘလို့ယူလဲဘလောက် rate နဲ့ယူတာလဲဆိုတာတွေကဒါလုံးဝသိထားရမယ့်အကြောင်းအရာတွေပါ။အနောက်ကဘာ agency fee ကိုဘယ်အချိန်မှာတွင်းရမှာလဲပေါ့နော်အဲအလိုအနေထားမျိုးတွေကတော့ဒါမေ့ကိုမေ့ရမယ်ပုံစံမျိုးတွေပေါ့အဲလိုဆိုတော့အခုကျွန်တော်ပြောတဲ့ပုံစံလေးတွေအနည်းငယ်များနားလည်ပြီဆိုလို့ရှိရင်တော့ agency ဘယ်လိုရွေးရမလဲဆိုတဲ့အပိုင်းကိုနားလည်မယ်လို့ထင်ပါတယ် ာတကယ်လို့ဟိုကျွန်တော်ပြောသွားတာမှာကြံသွားတာဖြစ်ဖြစ်လိုအပ်တာဖြစ်ဖြစ်ရှိခဲ့ဆိုလို့ရှင်လဲကျွန်တော်ဝေဖန်ပေးလို့ရတယ်လို့အကြံပေးလို့လည်းရပါတယ်ဟိုတကယ်လို့ကိုသိချင်တာရှိရေမေးချင်တာရှိရေဆိုလို့ရှင်တော့ကျွန်တော်ရဒီ post ရဲ့ comment မှာဖြစ်စီမဟုတ်ဘူးဆိုလို့ရှင်လဲကျွန်တော်ဒီ page ရဲ့ chat box မှာဖြစ်စီလာမေးလို့ရပါတယ်တကယ်လို့ဒီ video လေးကဟိုကျွန်တော်တကယ်ချင်းတွေအတွက်အကျိုးရှိသွားတယ်ဆိုလို့ရှင်လဲ like and share လေး like and subscribe လုပ်ပြီးတော့မှကျွန်တော်ကို support လုပ်ပေးလို့ချပါတယ်အဲ့ဒါဆိုလို့ရှင်တော့ကျွန်တော်နောက် video လေးမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်